အားလုံးမင်္ဂလာပါရှင်ဆရာမဒီနေ့ပေါ့နော်ပြောပြပေးသွားမယ်နံပါတ်တွေအကြောင်းအရာလေးရတာပေါ့နော်မိတ်ဆွေရေကင်ဆောင်ထားတဲ့ဖုန်းနံပါတ်ထဲမှာပေါ့နော်ဆရာမအခုပြောပြပေးသွားမယ်နံပါတ်တွေလေးကပါမယ်ဆိုရင်တော့ဘောမှာအေးချမ်းမှုနဲ့ပြည့်စုံခြင်းအကြောင်းတရားတွေကိုရရှိလာစေမှာဖြစ်တယ်ပေါ့နော်ဒါပြုံမှာကိုဘဝအတွက်ကိုအေးချမ်းမှုတွေရရှိလာတဲ့အတွက်ဖရာတရားပို့ပြီးတော့လုံနိုင်လာမယ်ဖရာတရားတွေပို့ပြီးလုံနိုင်တဲ့အတွက်ပေါ့နော်ကိုယ့်အတွက်ကိုကောင်းမြတ်တဲ့ ပုဂ္ဂိုလ်တွေရဲ့စောက်ရှောက်ခြင်းကိုလည်းရရှိလာစေမှာပဲဖြစ်တယ်ပေါ့နော်။အဲ့တော့ကိုဘဝစိတ်အီချမ်းမှုနဲ့အတူပြည့်စုံမှုတွေကိုရရှိလာပြီးမဲ့အပြင်ကမှဘဝအတွက်ကိုဒါကိုယ့်ရဲ့အသက်ကြီးပိုင်းမှာရောအေးအေးချမ်းချမ်းနဲ့အရာရာပြည့်စုံလာစေမဲ့နံပါတ်တွေလေးပဲဖြစ်တယ်ပေါ့နော်။ကိုဘဝမှာအေးချမ်းမှုတွေနဲ့ပြည့်စုံခြင်းတွေကိုရရှိလာစေမဲ့နံပါတ်တွေအကြောင်းအရာလေးကိုပြောပြပေးသွားမှာပဲဖြစ်တယ်ပေါ့နော်။ဒီနံပါတ်တွေလေးကတော့မိတ်ဆွေရဲ့ကိစ္စောင်းတဲ့ဖုန်းနံပါတ်ထဲမှာ၄၅၅၄ 9455454ဆိုတဲ့နံပါတ်တွေ့လေးရပါနေပြီဆိုတော့ဒါမိတ်ဆွေစိတ်ချမ်းပြရမှာပဲဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဆရာမအမြဲပြောနေတဲ့စကားအတိုင်းပဲပေါ့နော်မိတ်ဆွေရဲ့ကန်ဆောင်ထားတဲ့ဖုန်းနံပါတ်ထဲမှာကျန်သောနံပါတ်တွေတွေရလဲဒါကိုယ့်အတွက်ကိုဟိုတကယ်ပဲကောင်းမွန်တဲ့နံပါတ်တွေတွေဖြစ်နေမှသာလေအကျိုးပြုမှာဖြစ်တယ်လို့ကိုယ့်ရဲ့ခုနှစ်သက်ကပါအကြောင်းရာတွေနဲ့ကိုယ့်ရဲ့အကျိုးပေးကဏ္ဍဖြစ်အောင်မှသာလေကိုယ့်ကိုအကျိုးပြုမှာဖြစ်တယ်အဲ့တော့ဟိုအဲ့ဒါကတော့ဒါဆရာမအမြဲပြောနေတာစကားအတိုင်းပဲပေါ့နော် အဲ့ဒါလေးကိုရှင်းပြပေးသွားတယ်ပေါ့နော်။နောက်လေစိတ်ဝင်စားစရာအကြောင်းအရာလေးကိုဆင်မပြောပြပေးနေဦးမှာဖြစ်တဲ့အတွက်ဆင်မရဲ့ page လေးကို like and follow ပါလေးပြုလုပ်ခဲ့ပေးဖို့အတွက်မမေ့ပါနဲ့နော်။မိတ်ဆွေတို့ရဲ့ကန်ဆောင်တဲ့ဖုန်းနံပါတ်အစိုးကောင်းအကြောင်းအရာလေးကိုလေဆင်မရဲ့ page messenger တော့မဟုတ်ဘူးပေါ့နော်။ချက်ပေါက်မှာလာပြီးတော့ပေါ့နော်။အော်လာပြီးတော့အခမဲ့လာရောက်မေးမြန်းနိုင်ပါတယ်။အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ရှင်။